အားလုံးပဲမင်္ဂလာပါရှင်။ယနေ့တင်ဆက်ပေးခြင်းနဲ့ပုံမြင်လေးခေါင်းဆောင်ကတော့မြတ်သောစေနာနဲ့လူတန်းချင်းရဲ့အကျိုးပဲဖြစ်ပါလေ။ရှေးခါကဒီဝတာဆိုတဲ့ရွာလေးမှာဒီဝတ်အမည်နဲ့အမတ်ကြီးတူဦးနေထိုင်တဲ့ပဲ။အဲ့ဒီလိုဒီဝတာရွာရဲ့သာရင်နိုင်ရင်စတဲ့ရဲ့ရွာအကျိုးကိုဆောင်ရွက်ပြီးတရက်အိမ်အပြင်မှာတော့ပြင်ပမှုနဲ့အတူဆာလောင်မှုကလို့ဆိုတော့အိမ်ရှိသူတွေကိုထမင်းပွဲအမြန်ပြင်ပေးဖို့ပြောလိုက်တာပေါ့။ ူအတွက်ပြင်ပေးတဲ့ထမင်းပွဲကိုစောင့်ဆိုင်နေစင်ပါပဲအမတ်ကြီးဟာအိမ်ရှိကုပ်ပစ်လေးပေါ်မှာအမောဖြစ်နေပါလေပြင်လို့ပြီးသွားတဲ့ထမင်းပွဲလဲကုပ်ပစ်ပေါ်ရောက်ပြီဆိုတော့အမတ်ကြီးလဲစားလောင်းနေတာမို့စားဖို့ပြင်လိုက်တာပေါ့အဲ့ဒီအချိန်မှာပဲစားလောင်းမှုတိတ်လွန်းတဲ့တန်းကြောင့်ခွေးပိန်မလေးတစ်ကောင်ကအမတ်ကြီးထမင်းပွဲနာကိုချင်းကက်လာလေတယ်တပည့်တွေကခွေးလေးကိုထမင်းပွဲနာမကက်ဖို့မောင်းထုတ်ကြပြီမေအမတ်ကြီးကတော့သူကိုယ်တိုင်စားလောင်းနေသူမို့ ီဒုက္ခကိုနားလည်သူပြီပြီကိုချင်းစာတရားနဲ့သူစားဖို့ပြင်နေတဲ့ထမင်းတလုံးကို ခွေးပိမလေးကိုချကျွေးလိုက်ပါရင် ချကျွေးရုံနဲ့မပြီးပဲဝန်တာအားရစားနေတဲ့ခွေးလေးကိုကြည့်ပြီးချမ်းသာစေချင်သူ့ရဲ့လဲတောင်းပေးသေးတဲ့ဒီလိုနဲ့ဒီဘွားကလွန်တော့လဲအမတ်ကြီးကလူပြီမှာလူပြန်ဖြစ်ပြီးသာသနာပောင်ဝင်ကအပရရဟန်းနဲ့ဟန်းပြူနေပါတဲ့ အဋ္ဌကလာမှာပဲတန်ရည်ပြည်များကမင်းကြီးမသက်ဖြစ်ကဒီဝတ္တရွာသူရွာသားများလည်းတွန်းတဲ့ဘက်တွေကိုပြောင်းချွေလာကြရပြီးတပုံရန်ကြောင့်တင်းချောင်နေရရသည်သာမကငမုတ်ခေါင်ပပေးနဲ့ရာသီဥတုဆိုးရွားမှုတွေရဲ့ဓာတ်ကိုလည်းကြီးစွာခန်းစားကြရတဲ့အချိန်ပဲဖြစ်ပါတယ်။ရွာသားများကအဘရယဟန်ကြီးကိုသူတို့နဲ့အတူ ပြောင်းချွေဖို့ခေါ်ပေးမယ်လေ။ယဟန်ကြီးကသူ့ရွာမှာပဲနေရခဲ့လေတယ်။ ထောက်ပံ့ပေးမဲ့ဒါရကာတွေမရှိတော့ရဟန်းကြီးအတွက်စားရေးတောက်ရေးဟာခက်ခဲလို့လာပေါ့ခက်ခဲခြင်းမမှုပဲရဟန်းကြီးမှာသတင်း300ကျောင်းတက်ရှင်ရေးစားရေးလုပ်ငန်းများကိုလည်းကိုရန်ဆောင်ရွက်ပြီးနေနေသည်ကိုသတိပြုမိသောကျောင်းတက်အနေကရုပ်ကစိုးလင်မယားမှာရဟန်းကြီးကိုစွန့်စက်ကပ်ဖို့စူးစမ်းပေးကြတော့တာပေါ့လုံငယ်တော့ဘဝကခွေးပင်လေးကိုထမင်းတလုံးလူခဲ့တဲ့အကျိုးက ယခုအကျိုးပေးခွင့်ကြုံချိန်မှာရပ်ကစိုးလင်မယားကလူယောင်ဖန်ဆင်းကတတတာဆွန်တရကအဖြစ်ခံယူခြင်းဖြစ်ကိုအကျိုးပေးလေရေယခုစိုးလင်မယားစကတ်တဲ့ဆွန်ကြောင့်ယဟန်ကြီးမှာတရားအလုပ်တွေကိုအပူပင်မရှိပုံပြီးလုပ်နိုင်လာတဲ့ခေကလာလွန်စွာငမုတ်ခေါပါဘေးကိုဆက်ရောက်နေတော့လူအချင်းချင်းတက်ပြတ်စားတောက်ကြတဲ့အထိဖြစ်လာကြနေတာပေါ့ကွယ် ဒီတော့တပားတဲ့သတင်းသုံးတွေရဟန်းကြီးရဲ့ចောင်းတိုက်နာကိုလူစိုးလူမိုက်တွေကချင်းကဲလို့အန်ဒီရဲ့ပြုဖို့ကြံကြတော့တာပေါ့ចောင်းတိုက်အတွင်းနေရာအနှံ့ရဟန်းကြီးကိုတတ်ဖို့အကြံနဲ့ရှာဖွေကြပြီမြေဘလို့မှရှာမတွေ့ခဲ့ကြဘူးလေရဟန်းကြီးရဲ့တပြက်စီလေးတန်ကိုသာကြားရပြီးရဟန်းကြီးကိုတော့မမြင်ကြရဘူးဖြစ်နေတာပေါ့ကွယ်ဒီတော့လူမိုက်တွေလည်းရှာမတွေ့တဲ့အဆုံးသူတော်ကောင်းရဲ့တကူကြောင့်ရှာမတွေ့တာပဲဆိုပြီး ဖြစ်မမီးရဲ့အဖြစ်ကို နောင်တရလို့လက်လျှော့သွားကြတာပေါ့ကွယ်။အရင်ဘဝကခွေးပေမလေးကို ထမင်းတလုံးလူုံသမက ခွေးလေးကိုအများကမောထုံးပေးမယ်ကိုဟန်တာပေးခဲ့တဲ့အကျိုးကိုပါတပါးတည်းခံစားလိုက်ရတာပဲဖြစ်ပါနေ။ဒီလိုနဲ့ရဟန်းကြီးမှာရကုစုလင်မယားကလူရန်တော်ဆုံးနဲ့တတ်တဆုံးရဟန်းဖြစ်သည့်အေချင်းစွာနဲ့တရားဘာဝနာများကို ပွားများအားထုတ်သွားလိမ့်မယ်ကွယ်။ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့ မိမြပင်တင်းငယ်သောအလှဒါနဖြစ်ပါစေ။ကောင်းမွန်ကြီးမားသောစေနာတန်တန်နဲ့သာလှူပေးမယ်ဆိုရင်မိမိရဲ့အလှဒါနဟာမျက်မှောက်ဘဝနောင်ဖြစ်လျာနဲ့တန်တရာတခွင်ကြီးမားတဲ့အကျိုးကိုပေးနိုင်မယ်ဆိုတာမလွဲဧကန်ပါပဲ။ကြီးရှုနာဆင်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်။ယခုကဲ့သို့သောပညာပေးဖို့ဟူတာပုံမြင်များကိုအမြဲတင်ဆက်ပေးနေမှာမို့ကျမရဲ့ YouTube Channel ကို Like and Subscribe လေးလုပ်ခဲ့ပေးကြပါအောင်ရှင်။